အေဗရတ်တောင်ထက်ကနေနင်းလျှော CP ဆင်းနိုင်ခဲ့ပေမဲ့ဒီအကြောင်းကြောင့်ဒီလူကအိမ်ကိုဘယ်တော့မှပြန်ရောက်မလာခဲ့ပါဘူး။ပရိသတ်များအားလုံးပဲမင်္ဂလာပါ။ဘာမှ H3 Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရင်မကူဆီဖရက်တီယာပြင်သစ်နိုင်ငံသားနင်းလျှော CP တမားတူဖြစ်ပြီးကမ္ဘာအမြင့်ဆုံးတောင်ဖြစ်တဲ့အေဗရတ်တောင်ကိုနင်းလျှော CP ဆင်းသနိုင်ခဲ့တဲ့ပထမဆုံးလူသားဖြစ်တမိုင်းတွင်ခဲ့ပါရင်သူရဲ့ရဲရင်မှုနဲ့စွန်းစားမှုတွေကအာကစားလောကမှာထင်ရှားခဲ့ပေမဲ့သူဘွားကအေရတ်တောင်ရဲ့အန်ဒရယ်များတဲ့လမ်းကြောင်းတစ်ခုမှာပျောက်ဆုံးသွားခဲ့ရပါတယ် မက်ကိုဆင်ဖရက်ဒီယာ1989ခုနှစ်မေလ22ရက်နေ့မှာပြင်သစ်နိုင်ငံဂျမိုနီမြို့မှာမွေးဖွားခဲ့ပါတယ်။ချမိုရီယာပြည်သည့်ရဲ့ F တောင်တန်းတွေနဲ့နှီးစပ်တဲ့နေရာဖြစ်ပြီးတောင်တန်းနဲ့နင်းလျှောစီးခြင်းတို့အားကစားရည်အတွက်နာမည်ကြီးတဲ့ဒေသတစ်ခုပါမကိုရဲ့မိဘတွေကတောင်တန်းလုပ်ငန်းနဲ့ပတ်သက်သူတွေဖြစ်တာကြောင့်လေသူကငယ်စဉ်ကတည်းကတောင်တန်းချင်းနဲ့နင်းလျှောစီးခြင်းကိုစိတ်ဝင်စားခဲ့ပါတယ်မကိုကငယ်စဉ်ကတည်းကနင်းလျှောစီးခြင်းကိုစတင်လေ့ကျင့်ခဲ့ပြီး1995ခုနှစ်မှာနင်းလျှောစီးခြင်းကိုအာယုံစိုက်လာခဲ့ပါတယ် ချမိုနီယာတောင်တွေမှာသူကဗမာစုံနှင်းလျှောစီးမှုတွေကိုလုပ်ခဲ့ပြီး1996ခုနှစ်မှာအော်ဂျိုတူမီတီတောင်ရဲ့နှင်းမျက်နှာပြင်ကိုနှင်းလျှောစီးခဲ့ပါတယ်။ဒါဟာတောင်တက်တဲ့နှင်းလျှောစီးသူတွေအတွက်အထင်ကြီးစရာအောင်မြင်မှုတစ်ခုပါ။ဒီလိုအောင်မြင်မှုတွေကသူ့ကိုဟင်းမွေနာတောင်တန်းတွေစီဦးတည်စေခဲ့ပြီးနောက်ဆုံးမှာအေရတ်တောင်ကိုနှင်းလျှောစီးစင်းမှုရည်မှန်းခဲ့ပါတယ်။နောက်တစ်ခုနဲ့မှာမကူဟာအေရတ်တောင်ရဲ့မြောက်ဘက်ခြမ်းကနော်တန်ခေါ်လိုဟာလမ်းကြောင်းကနေနှင်းလျှောစီးစင်းမှုစူးစမ်းခဲ့ပါတယ်။ အရတောင်ကအမြင့်ပေ2932ပေရှိပြီးကမ္ဘာအမြင့်ဆုံးတောင်ဖြစ်ပါတယ်။နော်တန်ကော်လဝါဟာမြောက်ဘက်ကျန်းမာရှိတဲ့ကျင်းမြောင်ပြီးမတ်ဆောက်တဲ့လမ်းကြောင်းတစ်ခုဖြစ်ပြီးနင်းလျှောစီဘိုအရန်ကိုခတ်ခဲ့ပြီးအန်ဒရယ်များပါတယ်။မကွာရှပါနှုံးနဲ့တူအောက်ဆီဂျင်ဘူးတွေကိုအသုံးပြုပြီးအရတောင်ထဲကို2000ခုနှစ်မေလ23ရက်နေ့မှာရောက်ရှိခဲ့ပါတယ်။တောင်ထဲမှာတနအိုင်လောက်အနားယူပြီးတဲ့နောက်သူကနော်တန်ကော်လဝါလမ်းကြောင်းကနေနင်းလျှောစီးစင်းမှုကိုစတင်ခဲ့ပါတယ်။ ဒီလမ်းကြောင်းကမတ်ဆောက်ပြီးနေမင်းနဲ့ပြင်ကမတီးမငိမ်ဖြစ်တတ်တာကြောင့်အလွန်အန်ဒရယ်များပါတယ်။ဒါပေမဲ့မကွာအဗန်ဖေ့စ်ကန်ကို၄နာရီခွဲအတွင်းအောင်မြင်စွာဆင်းသက်နိုင်ခဲ့ပါတယ်။ဒါအီရက်တောင်ကိုနှင်းလျှောစီစဉ်ခဲ့တဲ့ပရမာဆုံးအောင်မြင်မှုဖြစ်ပြီးအာကသာလောကမှာသူ့ကိုဂုံပြုခံရစေပါတယ်။ဒီအောင်မြင်မှုကို Transworld Snowboarding Magazine ကမှတ်တမ်းတင်ခဲ့ပြီးမကွေရဲ့နာမည်ကနှင်းလျှောစီသမားတွေနဲ့တောင်တသမားတွေအကြောင်းမှာပုံမထင်ရှားလာခဲ့ပါတယ်။ဒါပေမဲ့မကူကဒီအောင်မြင်မှုနဲ့စိတ်ကျေနပ်မှုမရခဲ့ပါဘူး။ သူရဲ့အိမ်မက Homing Collar လမ်းကြောင်းကနေနင်းလျှော်စီးသင့်မှုဖြစ်ခဲ့ပါတယ်။ Homing Collar ဟာ Northern Collar ထက်ပုံမှန်မဆောက်ပြီးဘိုးချင်းမြောင်းနဲ့လမ်းကြောင်းတစ်ခုပါ။ Era Town ရဲ့မြောက်ဘက်ခြမ်းမှာရှိပြီးနေမြင့်နယ်ပြင်ကမတိမငိမ့်ဖြစ်တတ်တာကြောင့်နင်းလျှော်စီးဖို့အတော်လေးစိန်ခေါ်မှုရှိပါတယ်။ဒီလမ်းကြောင်းကို1963ခုနှစ်မှာဒေါက်တာသမားတွန်ဟွန်ဘိန်းနဲ့ဝီလီအန်ဆာဘာတို့ကပထမဆုံးတက်ခဲ့ပြီးဒီလမ်းကြောင်းကိုသူတို့ရဲ့နာမည်နဲ့အမည်ပေးခဲ့ပါတယ်။ဒါပေမဲ့ဒီလမ်းကိုနင်းလျှော်စီစဉ်ဖို့ဘယ်သူမှမကြိုးစားရခဲ့ပါဘူး။ ၂၀၂၂ခုနှစ်ဩဂုတ်လ၁၀ရက်နေ့မှာမကိုဟာရပါ၃နဲ့အတူနေပေါ်ကိုထွက်ခွာခဲ့ပါတယ်။ဩဂုတ်လ၁၄ရက်နေ့မှာအဲရတောင်းရဲ့ဘေ့စ်ကန်ကိုရောက်ရှိခဲ့ပြီးတောင်ထိပ်ကိုတက်ဖို့ပြင်ဆင်ခဲ့ပါတယ်။သူဟာအောက်ဆီဂျင်ဘူးတွေကိုအသုံးပြုပြီးတောင်ထိပ်ကိုထက်ရောက်ခဲ့ပါတယ်။ဩဂုတ်လ၁၀ရက်နေ့မှာအဲရတောင်းထိပ်ကိုဒုတိယအကြိမ်ရောက်ရှိခဲ့ပြီးဟောင်းမင်းခေါ်လာလမ်းကြောင်းကနေနှင်းလျှောစီးစင်းမှုပြင်ဆင်ခဲ့ပါတယ်။ ဒါပေမဲ့ဒီဒီချိန်မှာတော့မကူဟာတောင်ထိန်နားကနေစတင်ဆင်းခဲ့ပြီးလမ်းတနေရာမှာပျောက်ဆုံးသွားခဲ့ပါတယ်။သူကနောက်ဆုံးမြင်တွေ့ခဲ့တဲ့အချိန်မှာအေရတ်တောင်ရဲ့အမြင့်ပေ9800ပေလောက်မှာနင်းလျှောစီးနေတဲ့ပုံစံကိုရှက်ပါရီကမြင်ခဲ့ရပါတယ်။ဒါပေမဲ့အဲဒီနောက်မှာတော့သူနဲ့ဆက်သွယ်မှုပြတ်တောက်သွားခဲ့ပါတယ်။မကောရဲ့ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီးဘာတွေဖြစ်ခဲ့လဲဆိုတာဘယ်သူမှအတိအကျမသိခဲ့ပါဘူး။သူရဲ့ရုပ်အလောင်းကိုလည်းဘယ်တော့မှပြန်မတွေ့ခဲ့ရပါဘူး။ ောက်ဆုံးရခဲ့တဲ့ဓာတ်ပုံမှာမကွာတောင်ထိုင်နားမှာနင်းလျှောစီးဖို့ပြင်ဆင်နေတဲ့ပုံစံကိုတွေ့ရပါတယ်။သူကနင်းလျှောစီးဖို့ကိုတတ်ဆင်ပြီးဟောမင်းခွာလာလမ်းကြောင်းကိုဦးတည်နေတဲ့ပုံဖြစ်ပါတယ်။ဒါပေမဲ့အဲဒီနောက်မှာသူ့ရဲ့တရင်အစာနာတွေကပျောက်ဆုံးသွားခဲ့ပါတယ်။ဘာပဲပြောပြောသူ့ရဲ့အိမ်မက်ကိုအကောင့်ထဲပေါ်ဖို့ကြိုးစားခဲ့ပြီးဒီလိုစွန်စားမှုတွေကသူ့ကိုတမိုင်းမှာဒါရအမတ်ရနေစေခဲ့ကြောင်းပါ။အဆုံးနေကြပြီလို့အားလုံးကိုကျေးဇူးတစ်ပဲတင်ရှိပါရယ်ခင်ဗျာ။